မြမပြည်ကလူကုန်ကူးမှုတကယ်ဖြစ်ရတွေကိုအခြေခံပြီး လေ့လာရေးသားထားတဲ့ကဲမေပင်လယ်ဆောင်ကိုရန်ကုန်မြို့မှာမတ်လ31ရက်နေ့ကမိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။လူကုန်ကူးမှုဖြစ်နေရတဲ့အဓိကအကြောင်းရင်းကပါလေ။လူကုန်ကူးခံရသူတွေဟာလူကုန်ကူးသူတွေဖြစ်ပြန်လဲအသက်မွေးဝမ်းကြောင်းပြုတာကြောင့်လူကုန်ကူးမှုတိုးမြင့်လာပြီးအဓိကပြည်သူနာဟာစောင့်ဝင်နေရေးကြက်တဲမှုကြောင့်ထပ်ပေါက်ရှားကြတာဖြစ်တယ်လို့နီနီနိုင်တထုံကဆိုပါတယ်။အကူခံရတဲ့လူတွေကယောဂန်နဲ့ပြန်လာတယ်။ နောက်တစ်ခုကယောဂန်နဲ့ပြန်မလာတဲ့လူကပြန်လာပြီးတော့မလုပ်လဲဆိုတော့သူတို့ကတခါအရင်တော့ရောင်းစားခံရတယ်အခုကသူတို့ကကုန်ပြန်ဖြစ်သွားတယ်သူတို့ကသူတို့ညီမတွေဘာတွေဒီဇိုင်းတွေပဲဖြစ်ဟာငါတော့ရင်းစားရရင်ပြီးရောဆိုပြီးတော့လည်းပြန်ကူးပြီးတော့ကုန်တွေတွေကပိုးပို့များလာပါတယ်လို့အဓိကကတော့ကုန်စင်းတို့တက်လာတယ်လာစားနဲ့မမျှဘူးမမျှတဲ့ခါကျတော့ထပ်ပေါက်ချရတာပေါ့ကမ်းမေပင်လေဆိုတဲ့နာမည်နဲ့ထုတ်ဝေတဲ့စောက်ထဲမှာမွန်ကရင်ပြည်နယ် ရန်ကုန်နဲ့အေရော်ရီတိုင်းကဖြစ်ရမန်တွေကိုလေ့လာရေးသားထားပြီးလူကုန်ကူးမှုအမြင့်ဆုံးကတိရုတ်နေဆက်လမ်းကြောင်းဖြစ်တယ်လို့ Home Entertainment မှာကျင်းပတဲ့မိတ်ဆက်ပွဲမှာပြောဆိုခဲ့ပါတယ်။စာအုပ်မိတ်ဆက်ပွဲမှာရတစာအုပ်တို့ဖြစ်တဲ့ဇွန်ပန်းယုံမှာပွင့်တဲ့ခီယူးကတော့လူငယ်တွေသစ္စာတရားရှိကြဖို့ရည်ရွယ်ရေးသားထားတာဖြစ်ပြီးရတစာပေလူဖတ်နေပေမဲ့လည်းလူငယ်တွေစိတ်ထားနူးညံ့လာဖို့မျှော်လင့်တယ်လို့စာရေးဆရာသင်းကြီးကဆိုပါတယ်။လူပေါ်မှာဒီသစ္စာရှိဖို့သူပြင်းတော့ လူငယ်တွေအိမ်အောင်ပြေးတာဆိုရင်ကိုယ့်အိမ်အောင်ဘက်ပေါ်မှာတစ္ဆာခိုင်မျိုးဆိုလိုတယ်အဲ့တော့အဓိကပြောချင်တဲ့ message ကတော့လူငယ်တွေနဲ့ပတ်သက်ပြီးတော့တစ္ဆာပေါ်မှာလေးနှစ်ထန်းနိုင်မှုထားတာပေါ့ဖြစ်စေချင်တယ်ဇာတ်သားစာပေဖတ်နေရတယ်လူငယ်တွေဟာဇာတ်သားစာပေကိုဖတ်ခြင်းအပြင်စိတ်တွေဉာဏ်တိမ်ဝေးပြီးတော့ဒါနိုင်မယ်လို့လည်းကြုံကြည့်တယ်အဲ့တော့ဇာတ်သားစာပေကို ရောင်းရတာမရောင်းရတာတဲ့ဆက်ရမတရေးသွားအောင်စုံတော့